မွန်ပြည်နယ်ရေးမြို့နယ်ကုတို့စိတ်နဲ့ကားစိတ်ကြေးရွာကြားမှာစစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီဘက်ကအရာရှိတဦးအပါအဝင်၄ဦးသေဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေထံကနေသိရပါဗျ။မေလ10ရက်နေ့မနက်10:00နာရီအချိန်ခန့်မှာအင်အား80ကျော်နဲ့ကုတို့စိတ်ကြေးရွာကိုကားနဲ့ဆင်းသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာကုတို့စိတ်ကြေးရွာကနေကားစိတ်ကြေးရွာကိုလှေနဲ့အကူမှကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာပါ။ အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်ကဗိုလ်ကြီးတူအပါဝင်တပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့တော်လိုင်းရဲဘော်တွေရဲ့ပြောပြချက်အရသိရပါဗျ။တိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလမိုင်းမြို့စေယုံထံပြန်လည်တဲဆောင်လာပြီးစေယုံပတ်ဝန်းကျင်မှာလည်းလုံခြုံရေးယူထားတယ်လို့ဒေသခံတွေကတလင်ထမ်းမှုပြောပါဗျ။ ်လက်ရှိမှာလည်းစစ်ကောင်စီတပ်ဟာနှစ်ကရင်ကျေးရွာနဲ့ကားစိတ်ကျေးရွာအနီးဘက်ဝန်းကျင်တွေကိုလက်နက်ကြီးပစ်ခတ်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတို့ထွက်ပြေးတန်းရှောင်နေကြရတယ်လို့သိရပါဗျ။ဒေသခံတွေရဲ့အဆိုအရစစ်ကောင်စီစစ်ကြောင်းဟာနေပြည်တော်ရှင်းလင်းရေးခေါင်းစဉ်နဲ့လုံခြုံရေးလှည့်လည်စဉ်အလင်းငိုက်တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုတာတွေရှိနေပါဗျ။ပြီးခဲ့တဲ့နှစ်မေလ၂ရက်နေ့ကလည်းကုတိုစိတ်ကျေးရွာနီးကလကုတ်ကျွန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီရေတပ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီး2ဦးကိုတော့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။